po chao ta pa di mue ne ma la song me me na na lo chan na re ko we bi me ya mue ne ma sa dawn sa ka le pyan lwe ni radio le ba ta sin ya phin ya pri ta mya a lo me mingla ba shin အမတ်တရားနေ့အစီအစဉ်အားနဲ့ဒီကနေ့နိုဝင်ဘာလ9ရက်နေ့မှာမွေးနေ့ပြမြောက်ကြတဲ့မွေးနေ့ရှင်တွေအားလုံးနဲ့အတူတူချစ်သူဆုံးကျွယ်မင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပန်းဝေတောင်စုပေးထားတာတွေကိုအမတ်တရားနေ့အစီအစဉ်အနေပြီးတော့ထုံနဲ့တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်အမတ်ရရနေ့အစီအစဉ်အားနေပရမောဆုံးဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ တောင်မနေတဲ့ညီမလေးအေးသက်တာမူရဲ့ဒီနေ့မှပြေးမြောက်တဲ့32ပြည့်မွေးနေ့အတွက်ကိုပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။ညီမလေးအေးသက်တာမူရဲ့ဒီနေ့မှပြေးမြောက်တဲ့မွေးနေ့အတွက်ကိုတော့ချစ်ခင်မွန်ရှင်ရင်အောင်ကပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။တမမီတော့ဆူတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့မြေကြီးနောက်မှနေတဲ့ညီမလေးယွန်းနေဒီစိုးရဲ့ဒီနေ့မှပြေးမြောက်တဲ့28ပြည့်မွေးနေ့အတွက်လေးကိုပါဝင်တောင်းဆိုပေးထားပါတယ်ရှင်။ညီမလေးယွန်းနေဒီစိုးရဲ့ဒီနေ့မှပြေးမြောက်တဲ့မွေးနေ့အတွက်ကိုတော့ ။တဆိုင်သူကောက်ထက်ဖြူကပအဝင်တောင်းဆိုပေးထားတာဖြစ်ပါရယ်။ဒီနေ့မှဝင်းနေပြင်းမြောက်တဲ့ပထောင်မျိုးကညီမလေးအေဒရာမို့မြေကြီးနောက်မှာနေတဲ့ညီမလေးယူနီတီဇော်တို့ရဲ့မွေးနေ့အတွက်ကိုအမတ်တရားနေ့အစီအစဉ်အားနေပြီးတော့မွေးနေ့ဆုမွန်ကောင်းလေးတောင်းဆုပြုပေးကြပါရယ်ရှင်။ဒီနေ့မွေးနေ့လေးမှာတာယာပျော်ရွှင်ပါစေ။ကျန်းစီသမျှအောင်မြင်ပါစေ။အလုတ်ကိုင်းတွေအားလုံးလည်းအဆင်ပြေပါစေလို့မွေးနေ့ဆုမွန်ကောင်းလေးတောင်းဆုပြုပေးလိုက်ပါရယ်ရှင်။ အမတ်တရားနေ့အစီအစဉ်အားနေ့အခုနောက်ဆုံးဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ရေးစဲကြိုးမာနေတဲ့မောင်လေးပြဖြိုးအောင်ရဲ့ဒီနေ့မှပြမြောက်တဲ့၂၂ပြည့်မွေးနေ့အတွက်ကိုပောင်ဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်မောင်လေးပြဖြိုးအောင်ရဲ့ဒီနေ့မှပြမြောက်တဲ့မွေးနေ့အတွက်ကိုတော့မကွေးမနေတဲ့ခင်မင်းစွေကပါဝင်တောင်းဆိုပေးထားပါတယ်ရှင်။ဒီနေ့မှမွေးနေ့ပြမြောက်တဲ့ရေစကြိုမျိုးကမောင်လေးပြဖြိုးအောင်ရဲ့မွေးနေ့အတွက်ကိုအမတ်တရားနေ့အစီအစဉ်ရနေပြီးတော့မွေးနေ့စုမုံကောင်လေးတောင်းဆိုပြုပေးကြပါမယ်။ ဒီနေ့မွေးနေ့လျာနေ့စပြီးတော့ကျမ်းမပျော်ရွှင်ပါစေ။လူအများရဲ့ချစ်ခင်လေးစားမှုကိုလည်းအတိုင်းအဆမရှိရရှိနိုင်ပါစေလို့မွေးနေ့ဆုမွန်ကောင်းတဲ့တောင်းစုပြုပေးလိုက်ပါတယ်ရှင်။ အမတ်ချောင်းနေ့အစည်းအဝေးမှာမွေးနေ့ရှင်တွေအတွက်ပါဝင်တောင်းစုပေးထားတာတွေကိုထုံနှင်းတင်ဆက်ပေးခဲ့တာဖြစ်ပါရင်ရှင်။ဆက်လက်ပြီးတော့ချစ်သူဆုံးတွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းစုပေးထားတာတွေကိုထုံနှင်းတင်ဆက်ပေးတော့မှာဖြစ်ပါရယ်။ချစ်သူရဲ့နှစ်ပတ်လည် စ်သူဆောင်တွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပအဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့မကွေးမနေတဲ့သူရပဲဖြစ်ပါရယ်။သူကတော့သက်ဆိုင်သူဝေဝေအောင်နဲ့ဒီနေ့မှပြေးမြောက်တဲ့နှစ်နှစ်နဲ့သုံးလပြည့်စစ်တပ်တပ်အတွက်ကိုကိုယ်တိုင်မဲပအဝင်တောင်းဆိုထားပါရယ်။သက်ဆိုင်သူအတွက် စကားလက်ဆောင်နေရတော့ထာဝရသစ္စာရှိရှိချက်သွားပါမယ်ဆိုပြီးစကားလက်ဆောင်တွေပေးထားပါရယ်ရှင်။ အမတ်တရားနေ့အစည်းအဝေးမှာအခုနောက်ဆုံးပါဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့မန္တလေးမှာနေတဲ့ဤချောဝေပဲဖြစ်ပါတယ်။သူကတော့သက်ဆိုင်သူဖြိုးတိဟာထုံးနဲ့ဒီနေ့မှပြေးမြောက်တဲ့ခုနှစ်လပြည့်ချစ်သက်တန်အတွက်ကိုကိုရမဲပါဝင်တောင်းဆိုထားပါတယ်။သက်ဆိုင်သူအတွက်စကားလက်ဆောင်နေရတော့တယောက်ပေါ်တယောက်နားလည်မှုများစွာနဲ့ရှေ့ဆက်ချစ်သွားကြမယ်ဆိုပြီးစကားလက်ဆောင်တွေပေးထားပါတယ်ရှင်။ ဒီနေ့မှနှစ်ပတ်လည်ပြင်းပြောက်ကြတဲ့စစ်သူစုံတွဲရေးအားလုံးပဲဒီနေ့နှစ်ပတ်လည်လေးရနေစပြီးတော့နောက်နှစ်ပေါင်းများစွာထိချစ်ချင်းများစွာနဲ့လက်တွဲသွားနိုင်ပါစေ။ကျုံနာသမျှအခက်အခဲအတားအဆီးတွေကိုလည်းအတူလက်တွဲပြီးတော့ဖြေရှင်းနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရရှင်။ပရိသတ်တွေအားလုံးအခုနောက်ဆက်ခဲ့ရတဲ့အစီအစဉ်ကတော့အမတ်တရားနေ့ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါရရှင်။အမတ်တရားနေ့အစီအစဉ်ကိုနေ့စဉ်မနက်9:00ဝန်းကျင်အချိန်တိုင်းမှာထုံးနဲ့တင်ဆက်ပေးနေရပါပဲဖြစ်ပါရ။ တစေဖွင့်ပရိသတ်တွေဟာအမတ်တရားနဲ့အစည်းအဝေးမှာကိုရဲ့ချစ်သူခင်သူတငယ်ချင်းမိတ်ဆွေတွေရဲ့မွေးနေ့တွေနဲ့ချစ်သူဆုံးတွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပေါင်ဝေတောင်းဆိုပေးခြင်းနဲ့ဆိုရင်တော့နေ့စဉ်နေ့လယ်တနာရီကနေ့နှစ်နာရီအတွင်းဖုန်းနံပါတ်3933 633 1639နဲ့3998993 9995တို့မှာတုံးရကြိုတင်ပြီးတော့ပေါင်ဝေတောင်းဆိုပေးနိုင်ပါတယ်ရှင်